လက်နဲ့ခေါ်လို့ရသည်မအကုန်ခေါ်မှာတဲ့ဂျွနသန်ဒေးဗစ်ရဲ့အင်ဂျင်နီယာသူတို့ဒီဂျွနသန်ဒေးဗစ်တော့မသိဘူးပြအင်ဂျင်ကူမကတော့သူတို့ခေါ်ဝေဝရင်နဲ့ခေါ်ခွင့်ရှိရတဲ့နဲ့ခေါ်လို့ရတဲ့နဲ့မခေါ်ဆိုတော့မခေါ်ခြင်းလိုပဲလားပါလားတော့မသိဘူးကိုလည်းအဲ့လူခေါ်တဲ့ပိုင်းကိုကအဲ့လိုမျိုးဘန်နာကြီးချက်တဲ့ဘန်နာကြီးချက်တဲ့ဆိုတဲ့အကြောင်းပြချက်ကွာဒီ FB လို့ PSS rule ညိရတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့အဲ့အကြောင်းပြချက်တွေနဲ့ဒီ fan တွေကိုချွေးသိက်လို့တော့မရဘူးကွာကိုရီးယားတကယ်လဲ account တင်းရလဲမဟုတ်ဘူးကိုရီးယား fan အနေနဲ့ပဲကြည့်မယ်ဆိုရင် fan perspective ကနေကြည့်မယ်ဆိုရင် ချင်းတဲ့နာကတော့ချင်းရမှာပဲလုံးတဲ့နာလုံးရမှာပဲအဲ့လိုပတ်သက်မရှိလို့ဆိုတဲ့အကြောင်းပြချက်ကတော့ကိုယ့်ဘက်ကိုတခြားဘက်ကနေပြီးတော့ဒီနားလေတဲ့သူတွေခန့်ထားတာပဲဒါတခြားဘက်ကနေတခုခုနဲ့လုံးပေါ့ United မှာအနောက်မှာဒါ fan page ကြီးတခုလုံးအကြီးရှိရဗျာ United fan page ဆိုတာကဘာမှလည်းအများဆုံးပဲဗျာဆိုတော့ဒီ banner ကြီးမရှိလို့ဆိုတာမျိုးနဲ့ review မခေါ်ဘူးဆိုရင်တော့ဒါလွဲပေါ့နော်အဲ့လိုမျိုးမခေါ်ဖြစ်ခဲ့ဘူးဆိုရင်လည်း အဲဒါဒီအဲ့အကြောင်းပြချက်ကလည်းဒါအသင်းကိုတိုးတက်စေတဲ့အကြောင်းပြချက်လည်းမဟုတ်ဘူးဒါအသင်းကိုပို့ပြီးတော့ဆုတ်ရသွားစေတော့အဲ့အကြောင်းပြချက်ပေါ်မှာဒါနားလည်လက်ခံပေးလို့တော့ကိုကတော့မရဘူးခုနလိုကစားသမားခေါ်ယူမှုအပိုင်းကတော့ခုနလိုဒီသူတို့အခု option A မှာရှိနေတဲ့ကစားသမားတွေကတော့ရချင်မှရနိုင်မယ်ဒါပေမဲ့ဒီ alternative အနေနဲ့ဒါအလဲအပြောင်းလုပ်ပြီးတော့ခေါ်လို့ရတဲ့ကစားသမားတွေလည်းရှိပါတယ်ဆိုတော့အဲ့ပိုင်းကတော့ဒါအသင်းရဲ့တာဝန်ရှိသူတွေနဲ့ပေါ့ဒါအမိုရင်းနဲ့အကောင်းဆုံးတိုင်ပင်ပြီးတော့ပဲသူတို့ လှုပ်ရှားมาပဲရအောင်မယ်ဆိုတော့အမိုရင်းအနေနဲ့ဒါဖီးယားများသွားတော့သိကြတယ်ဒါမဲ့ဟိုတခြားတွေးကြည့်မယ်ဆိုရင်လာမယ့်နှစ်မှာလည်းတကယ်တမ်းကျတော့ဒီလူစင်းနဲ့ဒီအပြောင်းလဲနဲ့ချန်ပီယံလိကန်ကွင်းကန်ကွင်းရလဲတို့အများကြီးတော့မပူပါဘူးနည်းနည်းတော့ပွဲပုကစားသွားတာလွဲပြီးတော့ဂျန်နဲ့ဟာတော့ထွေထူးလို့တော့သိရှိမြင်လို့တော့ကိုကတော့မမြင်ဘူးကွာဆိုတော့ကိုဒီ level ကတကယ်ဟိုဒီဘုံမောက်တို့ brighton တို့ level ကိုမရှိနေဘူးလို့ကိုကတော့ခံစားရတယ်ကွာဒီကစားသမားတွေရဲ့ဒီ mindset ကရောဆိုတော့လေဆိုတော့အတင်းမှာဒီဖြုတ်ရမယ့်ကစားသမားတွေများတယ်သူတို့ဒီလက်ရှိနောက်ဆုံး တက်လာတဲ့ report အရဆိုရင်လည်းဒီကစားသမားမှာဟောဘယ်ကစားသမားမှာမှအတင်းမှာဆေးဖြစ်တဲ့အနေထားမှာတော့မရှိဘူးဥပမာ maybe ဒီ linear လို့အာမက်တိုလောက်ပဲလို့တော့ကိုကတော့မြင်တယ်အဲဒီအခု blue fan net ကအစားသူတို့ရဲ့ဒီအယောင်စင်းပုံမှာဒီပိုက်ဆံများများရနိုင်တယ်ဆိုရင်တော့သူတို့လည်းဟိုလွတ်မယ်လို့တော့ကိုကတော့မြင်တယ်ဘာလို့ဆိုတော့ဟိုချိန်ချက်လောက်တာကတော့ revolution လောက်မှတော့လေအကုန်လုံးကိုလှုပ်လိုက်တာကတော့ပို့ပြီးတော့အဆင်ပြေမယ်လို့ပဲထင်တယ် ဆိုတော့အဲ့ပေါ့အဆောင်တော့ကြည့်ရမှာပေါ့ဘာကြီးဆက်ဖြစ်လာမလဲဆိုတော့ခုနကဒီဟာကြီးမရခဲ့လို့ဘန်နာကြီးအကြောင်းပြချက်နဲ့လူမခေါ်ရတာဆိုတာမျိုးကတော့ဟိုကတော့လက်ခံပေးလို့လည်းမရဘူးအတင်းကအဲ့လိုမလုပ်ဘူးဆိုရင်ပို့ပြီးတော့လေထိုးကြသွားမယ်ဆိုတော့ဒါမဲ့နဲ့မှာတကယ်လို့ဒီတပတ်တပွဲ competitive ဖြစ်ဖြစ်နေဒီ126ကိုအရင်ဆုံးဒီ top priority နဲ့ဦးစားပေးပြီးတော့ပဲဒီအဆင့်ကိုပဲမှန်းပြီးတော့ခံရမှာပေါ့နော်ဒါမဲ့ကစားသမားတော်တော်များများကတော့ဟိုအပြောင်းလဲဖြစ်ဖို့ရများတယ်အခုတိတိတော့ဆိုရင်ဒါ refund ရယ် sancho ရယ် အန်တိုနီရဲ့သူတို့တကယ်အငားချခဲ့တဲ့ကစားသမားတွေကသူတို့ပြန်ခေါ်ဖို့ပလန်မရှိဘူးသူတို့ဒီနွေရသည်ဒီဆောင်းဟိုမှာဇန်နဝါရီ transfer မှာဗျာဒီကစားသမားတွေရောအငားချရင်တောင်မှအကိုရီတင်အငားချလိုက်ရင်ကိုရီတင်အရန်ကြီးရုံးကန်ရမယ်ဆိုတာကိုသိရဲအဲ့လိုမျိုးဒီစကွတ်ထက်အရာအားနေတော်မယ်ဆိုတာလည်းသိရဲသူတို့အဲ့လိုမျိုးသိပြီမဲ့လေဗျာဒီဒီလက်ရှိဒီ summer transfer ကိုရောက်လာတဲ့အခါကျရင်အဲ့ပြဿနာကိုဟိုအရန်ကြီးရောင်းထုတ်ရောင်းထုတ်နေရတာကိုကွာအရန်ကြီးစူးစမ်းနေတာမျိုးမရှိကျင်တော့တဲ့အတွက်သူတို့ဒီရာမှာအလွတ်နဲ့ဟို ီအငားချပြီးတော့မရရအောင်အငားချခဲ့ရဆိုတော့ဒီအငားချထားတဲ့ကစားသမားတွေရောတရားပေါရောင်းနေမယ်အခုနောက်ဆုံးဆိုရင်လည်းဒါဂါနာချိုလည်းမင်းညားကသူပြောတာရည်နဲ့ပတ်သက်ပြီးတော့ဒါအတင်းရလဲဟိုဒီလိုဖြစ်နေတဲ့အချိန်ဆိုတော့လက်ခံမယ်လို့တော့မထင်ဘူးဆိုတော့ဂါနာချိုလဲအတင်းရနေထွက်ဖို့ရများတယ်ဆိုတော့ဘလူးလိုဖာနန်တက်ကတော့သူတို့ရဲ့ကိအပေါ်မှာပဲမူတည်နေမယ်ဘလူးလိုဖာနန်တက်ကိုလည်းကိုကတော့ဒီတန်150လောက်ရရတယ်ဆိုရင်တော့ကိုကတော့ထုတ်စီခြင်းပြီကွာထုတ်စီခြင်းပြီဆိုတော့ကဘလူးเจ้าမုံမြန်တော့ပြောတာမဟုတ်ဒီကစားသမားက အာဒီထက်ကောင်းတဲ့ level တခုနဲ့တော့ပို့ပြီးတော့ထိုက်တန်တယ်ဆိုတော့သိရဲဒါပေမဲ့ကိုရီတင်းကဒီဒီခံဒီကနားနဲ့ကွာဒီကနေပြီးတော့ဟိုတခြား2ယောက်လောက်3ယောက်လောက်ကိုကောင်းကောင်းဖြစ်နိုင်တယ်ဆိုရင်လည်းမဆိုးတော့ကျတော့အဲ alternative way အနေနဲ့လည်းကောင်းကောင်းသွားသင့်ပြီလို့ပဲကိုကတော့အမြင်တယ်ဆိုတော့အခုအခုလက်ရှိ report အရဆိုရင်ကွာသူတို့ကဒီ Union Final မှာမရခဲ့သည့်တိုင်အောင်ဒီ Ruben Amorim ရဲ့တန်တရာ over တန်တရာလို့တောင်သူတို့ပြောထားတယ်ကွာဟိုဒီ under တော့မဟုတ်သူကဒီ over တန်တရာအနေနဲ့ သူတို့ပေးသုံးကျင်တယ်ပေါ့ပေးသုံးမယ်ပေးသုံးပြီးရင်ဒီလူရောင်းလို့ရတဲ့ကစားသမားတွေဒီကနေပြီးတော့လေသူကဒီတန်းထရာလောက်မျောလင်းထားဆိုတော့လာမယ့်နေ့မှာအနည်းဆုံးတန်းထရာလောက်သုံးဖို့တော့ပလန်တော့ရှိပုံတော့ရတယ်ဆိုတော့တကယ်ဘယ်လိုပဲ handle လုပ်မလဲဆိုတော့ကိုယ်ရီစောင့်ကြည့်ရမယ်ဒါပေမဲ့ကိုယ်လည်းသိတယ်ကျွန်တော်အတင်းဒီ Eriton ဟဲ့ရဲ့လက်ထက်သုံးနေစလုံးမှာ Python မရှိဘူး Python မရှိဘူးကစားသမားဗန်နာကြီးရှိနေမကောင်းဘူးကစားသမားခေါ်လို့မရအောင်မရအောင်ဆိုပေမဲ့ကိုယ်ရီအတင်းဒီ Eriton လက်ထက်မှာခေါ်ခဲ့တဲ့ကစားသမားတွေကြည့်လိုက်ရင်နင်းနေတော့မဟုတ်ဘူးပါလေကိုယ်ရီဆိုရင်ဒီ Anton တန်းတိန်ကဟုတ်တယ်မလား ဟုတ်တယ်ဟုတ်တယ် Resman Wildland တန်း80ပြီးတော့အဲ့ဒီ Lini Euro ဆိုရင်တန်း60ပြီးတော့ဒီ Mandia Ugari ဆိုရင်ဒါတန်း60ဒါနည်းနည်းနော်နော်တွေမဟုတ်ဘူးကွာဒီကောင်းတွေဒီကောင်းတွေကိုခေါက်ရကိုကြီးတင်ရမစ္စမောင်းကြံနေရဟုတ်တယ်ဟုတ်တယ် Miss Mohammed တို့အများကြီးပါပဲဒီ Eridan ကလာအောင်ပါခဲ့တာကဒီအခုခု Matthew ရဲ့ဒီလေးဆိုရင်လည်းထားပါဟုတ်တယ်ဟုတ်တယ်အခု ီကစားသမားတွေခေါ်ခဲ့ရတဲ့ကြေးတွေอ่ะဗျာအနည်းဆုံးဒါ30 30 44ဆိုတာဒါအနည်းဆုံးအမှောင်လို့ပြောလို့ရတယ်ဆိုတော့ဒီကစားသမားတွေအကုန်လုံးဒီဟိုရောက်အောင်ခေါ်ခဲ့ရပဲဆိုတော့လာမယ့်နှစ်မှာလည်းကိုတော့အဲ့လိုတစ်ခုခုကိုမြင်ကျင်တယ်ပြီးတော့အသင်းမှာမရှိသင့်တဲ့ကစားသမားတွေကိုလည်းအခုမရရအောင်ထုတ်စီခြင်းတွေပါကွာအခုဆိုရင်ဒီသေချာကွာမနေ့ရက်ပွဲကိုကြီးလိုက်မယ်ဆိုရင်ဒါ လူရှောကလည်းကိုရီတင်းမှာဆက်ပြီးတော့မရှိတဲ့တော့လို့ပဲကိုကတော့မြင်တယ်။သူကသူဒီကောင်းပေမဲ့ကွာသူ့ရဲ့ identity ကကောင်းပေမဲ့အဲသူကဒါသူ့ရဲ့ကောင်းဆုံးရှင်ပြီးသွားပြီဆိုတော့လူရှောကိုလည်းထုတ်တင်တယ်။ဂျင်ဒီတော့ထုတ်ရမယ်လူရှောထုတ်ရမယ်။ကက်စီလည်းဒါအော်ရှင်နဲ့အနေနဲ့တော့ရှိတင်တယ်။ပြီးတော့ကက်စီနေလည်းပြီးတော့ Erison ရှိမယ်။ဆိုတော့သူဒီဂါနာချိုလည်းသူတို့ရောင်းမဲ့ site ရှိတယ်။ပြီးတော့နောက်တစ်ယောက်ကိုဘီမင်းနူကိုဘီမင်းနူအကြောင်းကိုလည်းသူတို့ဒါကွန်ပျူတာကိုဘီမီနူကိုယ်တိုင်ကလည်းအခုလက်ရှိသူ့ရဲ့အခြေအနေကိုသိကျင်နေသိကျင်နေရဆိုတာက သူအတင်းမှာဆက်နေခြင်းနဲ့ဆန္ဒတော့ရှိတယ်ဒါပေမဲ့ပွဲထွက်ခွင့်အာမခံချက်နဲ့ဒီနဗတ်သူ့ရဲ့နေရာအတွက်ကိုတော့ဒီနီးပြားနဲ့ဒါဆွေးနွေးသွားမယ်ဆိုတော့ကိုထင်တာကတော့ဆွေးနွေးလို့ပြည်လဲဆိုရင်တော့ထက်ထားမယ်ပေါ့ဆွေးနွေးလို့မပြည်လဲဆိုရင်တော့ထုတ်မယ်ဆိုတော့လာမယ့်နှစ်မှာတော့ဟိုပို့ပြီးတော့ကျန်းလိမ့်မယ်အမှန်တိုင်းပြောရင်ဒီသူတို့ရဲ့အင်းဒီရောသူတို့ရဲ့ဒီဖက်စီစဉ်မှာကိုကဒါခေါ်ခဲ့တာ6ရောက်အောင်နော်6ရောက်ဆိုရင်ဒါဒါဒူဂူလို့ဘာလို့မပါသေးဘူးသူတို့ဒီအစမှာပဲခေါ်ခဲ့တာကိုပြောရဒီဒီဇန်နဝါရီထွန်းစပါးကြီးဂျာကာလာလေးခေါ်ခဲ့တာဆိုတော့မပြောသေးဘူးပြီးတော့ဟိုဟာက ဒီပါချာက16လောက်ရှိရယ်ကွာကိုတို့ဒီအငားချထားတဲ့သူတွေရောဒီစာချုပ်တက်တန်းကုန်တဲ့သူတွေတက်တန်းမတူတာတွေရောဆိုတော့အဲ့လိုမျိုးဆိုတော့ဒီ transfer မှာလည်းထက်ပြီးတော့သူတို့ဒီဒီပါချာတွေအရင်များလိမ့်မယ်ပြီးရင်ဒါလူပြန်ခေါ်တာမျိုးတွေလုပ်လိမ့်မယ်ဆိုတော့အတင်းရတော့ဒါအကုန်လုံးအလုံးစုံပြောင်းလဲသွားမှာတော့သိကြရယ်อืมดูเว้ยกูอ่ะยูเซียนเหมือนแล้วโอเคตันเตยาตองมาไม่เข้าอยู่อ่ะตัวอ่ะโอเวอร์ตันเตยาเอสติเมทโอเวอร์ตันเตยาဆိုပြီးတော့သူတို့ report ရတက်လာတာပြီးတော့ ဒီဆန်ချိုရဲ့ခါနာချိုတော့သူတို့အဲ့လိုထုတ်တာမဟုတ်သူဒီရက်ဖိုရဲ့ဆန်ချိုရဲ့အန်တိုနီရဲ့ရောင်းရတဲ့ငွေကိုလေသူတို့တန်း100နီးပါးလောက်အမှန်ထားတယ်ဆိုတော့အဲ့လိုမျိုးပေါ်တော့ဆိုတော့လူကတော့ကိုလုံနိုင်ရင်လုံတိုင်တယ်လို့လုံတိုင်လုံတယ်ဆိုတော့ဒါကတော့ဒီနေရာကျတော့ကိုထက်ကျွန်တော်ဘိုလေးတောင်မှနည်းနည်းတော့တတိယမိရယ်အဲ့ဘဲဒီ marketing skill ကိုတော့တော့ရှုပ်လို့မရအောင်တော့ရှုပ်လို့မရအောင်ဆိုတော့အဲ့လိုမျိုးဒါဘိုလေးလို့ဘာညာလှဲ့တွေဖလဲတွေပါတယ်လုံနိုင်နေဆိုရင်တော့ ော်ဒါကိုရီတင်းအတွက်လည်းဒါချမ်းရှိပါတယ်ချမ်းရှိပါတယ်ဆိုတော့တော့ခုနလိုအင်မီကောင်းတဲ့ကစားသမားတွေမလာခြင်းဘူးဆိုရင်တော့မှဒီကိုရှာနိုင်ရှာနိုင်တဲ့နောက်ကိုလုံနိုင်လုံနိုင်တဲ့နောက်အနေထားနဲ့ဟိုသွားသိကြကိုကတော့ကိုအမတန်းပြောရင်အတင်းကိုမလာခြင်းဘူးဆိုတဲ့ကစားသမားတွေကိုဟိုတခြား project တခုခုနဲ့ဆွဲဆောင်ပြီးတော့ပဲအတင်းကိုရောက်အောင်ခေါ်တာမျိုးပဲလုပ်စီခြင်းနဲ့ဥပမာအပြိုင်ရောအခု Your Press ဆိုရင်လေ Your Press က Champion League ဝင်ခွင့်ရတယ် ဟာအချန်ပြန်လေးဝင်ခွင့်ရတဲ့အတင်းကိုသွားခြင်းတယ်ဆိုတော့အာကြီးကလည်းခေါ်ခြင်းတယ်ကိုလေးတင်းကလည်းဒီယောဂရက်ကိုမဖြစ်မနေခေါ်ခြင်းတယ်ဆိုရင်ယောဂရက်ကိုတခြား project တစ်ခုခုပဲဖြစ်ဖြစ်တခြားဟိုတစ်ခုခုပဲကွာတခြား expectation တစ်ခုခုနဲ့ပဲခေါ်စေခြင်းတယ်လာစာကြီးပို့ပေးပြီးတော့တခြားတင်းနဲ့လုခွာတာမျိုးတော့တကယ်တကယ်ကိုမလုပ်စေခြင်းဟိုပြောချင်တာအကိုလေးတင်းကဟိုအရင်တော့ကလည်းအဆလူဝေရခက်တဲ့အချိန်မှာလူဝေရခက်တယ်ပြီးတော့ဒီ marketing skill လည်းမကောင်းတဲ့အချိန်မှာဒီကစားသမားဆွဲဆောင်မှုရာကျတော့လာစာအများကြီးတုံးတယ် တစ်ဖက်အတင်းရဲ့သဘောတူညီမှုရဖို့ကကျတော့ငွေအများကြီးပေးရဆိုတော့ဟိုပြောချင်တာကွာဟိုကိုရီတင်းရတာအပူမိနေတဲ့အတင်းဆိုတော့အဲ့လိုမျိုးဂျင်းတဲ့ဟာတွေကိုတော့ထပ်ပြီးတော့မလိုချင်တော့ဘူးမလာချင်ဘူးဆိုရင်လည်း Ocean B Ocean C အနေနဲ့ဒီကစားသမားစောင်းနေရှင်းတင်တယ်ကွာဒါ Christopher Bieber ဆိုရင်လည်းသူ့ရဲ့ identification ကညံ့နေတဲ့တယောက်တော့မဟုတ်ဘူးဆိုတော့သူကိုယ်တိုင်ကလည်းဒါဆင်းလက်ရှိကိုယ်တိုင်လည်းဆင်းပြီးတော့ကလုပ်နေရဆိုတော့ မသိဘူးခရရကျွန်တော်ကတော့အဲ့လိုမျိုးလာစာကြီးပေးပြီးတော့လာစာကြီးကိုပို့ပေးပြီးတော့ကိုတင်းကိုရောက်လာတာမျိုးတော့မလုပ်စီချင်တော့ဘူးအဲ့ဟာတော့ဒီ salary system ကြောင့်ကိုတွေဒီ recruitment team မှာခဲ့တဲ့ salary system ကိုတွေတင်းခုနလည်းမထမထူနိုင်တဲ့အကြောင်းရင်းထဲမှာတစ်ချက်ပါတယ်ဆိုတော့အဲဒါမဲ့နေမှာဒီ image မကောင်းကိုတွေ user UCN ဝင်ခွင့်မရလို့ ဒီ image ကြီးတက်ကသမားကိုပြိုင်လိုက်ရတဲ့အခါမျိုးမှာတစ်ဖက်သင်းနဲ့ဆိုရင်ကိုယ်လေးသင်းကိုလာဖို့လာတာကြီးပူပေးပြီးလိုက်တာတက်ဆိုင်ရင်တော့တခြား expectation တွေပဲဖြစ်ဖြစ်သူတို့လုံလောက်တဲ့ project တခုကိုပြနိုင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး project plan တခုကိုပဲပြပြီးတော့ခေါ်တာမျိုးကိုပဲလုပ်စီခြင်းလဲဆိုတော့အပြောင်းလဲရတော့ဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်အခုကကိုလည်းရချက်စီးဆိုလဲချက်စီးဆိုလဲကြည့်ကြည့်ပါလားဒါသူ plan တခုခုနဲ့ဆွဲဆောင်ပြီးတော့ဗျာဒါကစားသမားတွေပြောရရင်ဒီဘယ်လိုပြောမလဲအာလာတာတွေအများကြီးပေးတာမဟုတ်ဒီလောက်ကလည်းချက်စီးမှလေ အရင်များလာဆိုလို့ကျွန်တော်တို့ဂျိန်းတို့လောက်ပဲကြံတော့ကျန်တဲ့ကောင်ကျန်တဲ့ကောင်တွေအကုန်လက်အများပါရဆိုကောင်တွေအကုန်ရောင်းထုတ်ပြီးတော့လက်သာအမြင့်ဆုံး3800တောင်းဒီလောက်နေတဲ့သွားပြီးတော့ခင်ဗျာရအောင်ခေါ်ခဲ့တာပဲဒါဘူလီတို့ရဲ့ negotiation skill ပေါ့လေသူတို့ညီနိုင်တဲ့ဇွန်ရဲ့ဒါဟိုသူတို့တခုခုဟို expedition ပေးနိုင်လို့ပေါ့သူတို့ဟိုကရသမားတွေရောက်လာနိုင်တဲ့မျောလင်းချက်တခုခုပေါ့တော့အဲ့လိုမျိုးပေးနိုင်လို့မို့သာသူတို့ ဒီကစားသမားတွေရောက်လာတယ်ရောက်ရောက်လာတဲ့ကစားသမားတွေကလည်းညံ့နေရညံ့နေတဲ့ကစားသမားတွေဟိုတယောက်မှမပါဘူးပြအများကြီးဟိုဘယ်လိုပြောမလဲမျောလင်းလို့ရတဲ့ကစားသမားတွေကြီးတယ်အခုကျွန်တော်တို့ဘရာဇီးယားအက်စတရာဘီယိုဝီလီယန်တို့ဟိုဆိုဒီကစားသမားတွေအာပြီးတော့အရီဆန်တိုတို့ဒါဒီကစားသမားတွေကဟိုအသက်ပြေရလဲဒါဒီအကောင်းဆုံးချင်းညောက်တော့မဲ့အနေထားမျိုးတွေလာအဲ့လိုမျိုးကစားသမားတွေဝယ်တာအခုပြီးတော့ကျွန်တော်တို့ဒီကန်စီရိုးလို့ဆိုကန်စီရိုးဆိုတော့ဒါကန်စီရိုးကိုယ်တိုင်ကဒါချက်စီကိုလာချင်လို့ ဟိုရောက်လာတဲ့ကစားသမားပဲပေါ့နော်အဲ့လိုမျိုးကစားသမားတွေလည်းဒါ Man United ကိုဟိုရောက်ရှိရှိနိုင်မှာပဲသိရမလားဆိုတော့ဟိုခုနတယောက်ပြောရတဲ့ဟာဆိုကျွန်တော်တို့ဒီ Bruno Fernandes ကို sorry လိဒါရောင်းနိုင်လိုက်တယ်ဆိုရင်အဲ့ရဲ့ငွေက origin တော့ချင်းပဲပြတယ်မလား sorry လိကဒီလို Bruno Fernandes လို့ဟိုတကယ်အဆင့်ရှိတဲ့ကစားသမားတွေဟိုလိုချင်နေရပြသိရမလားအဲ့ကစားသမားတွေကိုယ်တိုင်ကလည်းဒီ sorry လိကိုအရင်တော့ငင်းခဲ့ကြပြီမြဲခုနောက်ပိုင်း sorry လိရဲ့ အဆင့်တန်းကလည်းရန်ကြီးနေသွားတာမျိုးမဟုတ်တော့ဘူးပြတင်မလားရန်နေနေမှာဟုတ်ကျွန်တော်တို့ major league နဲ့နိုင်ရှင်နိုင်ရှင်ကြတဲ့ဘာညာတရကားတင်မလား American League ဘာညာတရကားဆို American League ဘာမှအဆင့်ရှိရမဟုတ်ဘူးတင်မလားပြောရရင် sorry league မှာတကယ်ရည်ရှိကြီးရကစားသမားတွေနဲ့ရှင်ပြန်ရတဲ့အနေအထားမျိုးဆိုရင်ဒီဟို Bruno Fernandes တို့ကိုယ်တိုင်နဲ့ဟိုသွားနိုင်သွားခြင်းနဲ့စိတ်ဖြစ်ကောင်းဖြစ်မိမှာပဲတင်မလားအဲကြတော့ Bruno Fernandes ကိုဒီလိုအခြေအနေမျိုးနဲ့ ရောင်းထုတ်နိုင်တော့အကောင်းဆုံးအနေအထားမျိုးပဲမြေလံပြစ်ချင်တယ်ဆိုရင်တော့အဲ့ဒီကစားသမားကိုအရင်ရောင်းပြီးတော့ကျွန်တော်မြေလံပြီးတော့ဟိုနောက်ဝယ်မဲ့ကစားသမားတွေကိုပလန်ချပြီးကောင်းမွန်ဝယ်ဝယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့မန်ယူနိုက်တက်ကပြန်ပြီးတော့ကောင်းမော့လာအောင်ပါပဲဒီအသင်းရဲ့ဟိုဟိုဟိုတမိုင်းကြောင်းအနေထားရပြပြန်ပြီးတော့ဥမှုမော့ပြီးမလာနိုင်ကြအကြောင်းမရှိဘူးကျွန်တော်ဒီလိုပဲမြင်ဟုတ်ပါသူတို့ဒီအချင်းချင်းကြာရှုံးတယ်အချင်းချင်းသူတို့ဒီလိုပဲပြန်တည်ဆောက်ခဲ့ပြီးမှလား ဒါပို့ပြီးတော့အဲ့ဒီဒီ Silent Ferguson ရဲ့လောက်မှာပို့ပြီးတော့ကိုရီတင်းကပို့တောက်ပါခဲ့လို့ပြောလို့ရတယ်ဆိုတော့ Bruno Fernandes case ကိုကြည့်မယ်ဆိုရင်ကိုကတော့ဟိုဘလူးမန်အောင်မြင်လို့ပြောမှာ Bruno Fernandes ကလည်းအခု तू ပြောတဲ့စကားဆိုရင် तू ကအတင်းကအမြင်နဲ့လို့ရှိနေရင်တော့ तू အတင်းတွေကစားမယ်ဒါပေမဲ့အတင်းကသူ့အတွက်နဲ့ပိုက်ဆံအများကြီးရလို့ရောင်းချင်တယ်ဆိုရင်လည်း तू ကတော့ထွက်သွားပြီးမှာပေါ့ဆိုတော့တော်တော်လေးဒီကောင်းတဲ့ကစားသမားပါ Bruno Fernandes ကဒါပေမဲ့ဟိုအမှန်တိုင်းပြောရင် तू အတင်းဘက်ပဲကြည့်နေရတဲ့အတိုင်း तू လည်းသူ့ကိုယ်သူလည်းပြန်ကြည့်တင်တယ်ကွာဘာပဲနေနေရောတဲ့ကျွန်တော်တို့ဒီ ငွေရဒါအတင်းကစားမဘောကနေဝင်ချိန်ကငွေစူးမိဆောင်းလေးပိုကောင်းနေပြီဆိုတော့ဘလူးနိုအနေနဲ့အခုလက်ရှိဆိုရင်ဒါ31 31တဲ့ဝင်လာနေပြီညာဆိုတော့ဘာပဲနေဒီသူလည်းနောက်အလွန်ဆုံးကစားနိုင်နေဆိုရင်နောက်ထပ်200ဒီ300ဒီပဲဆိုတော့သူလည်းသူ့အချိန်တွေသူပြန်ကြည့်ပြီးတော့ပိုက်ဆံ salary ကောင်းကောင်းရတယ်ဆိုရင်တော့ဒီ financial အတွက်တော့သူလည်းထွက်တင်တယ်လို့ပဲကိုကတော့မြင်တယ်အမှန်တမ်းပြောရင်ကို့အနေရဆိုရင်တော့ထားတော့ထားစီခြင်းတည်းပေါ့နော်ဒါပေမဲ့လည်းသူသူသူ့ကိုတကယ်လို့ဟိုသူကိုယ်တိုင်ကလည်းအဲ့လိုမျိုးဟိုလောက်တယ်ဆိုရင်သူကိုယ်တိုင်ကလည်းထွက်တင်တယ်အတင်းကလည်းအဲ့ပုံမှာဟို အဲ့ဒီအကောင်းဆုံးကတော့ဗျာရောင်းလို့ရတဲ့ Python ကိုတော့ကောင်းကောင်း replacement မလုပ်နိုင်ပါပဲဆိုတာ replacement လုပ်နိုင်ရင်တော့ဘလို့ကစားသမားမျိုးနေနေတန်ရတန်ကြီးရပြီအထက်တန်ရတန်ကြီးထပ်ပို့ပြီးတော့ရတယ်လို့ထင်တယ်ဆိုရင်ကျွန်တော်တို့ရောင်းနေပို့ကောင်းနေပဲဆိုတော့ Bruno အနေနဲ့ဟိုကိုကမြင်ကြည့်ရပါဆိုတော့ Bruno အနေနဲ့လည်းဟိုတကယ်ကိုကောင်းမွန်တဲ့ကံလမ်းမှုတစ်ခုတွေရှိခဲ့တယ်ဆိုရင်တော့အော်သူလည်းသွားတင်ပြီလို့ပဲကိုကတော့မြင်တယ်သူငွေကြီးရတယ်ဒီသူလည်းဒီတာနေဝင်ချင်းနဲ့တိတ်မကြောက်တဲ့နှစ်အတွင်းမှာသူလည်းနားတော့မှာပဲသူလည်းတိတ်မကွာပါဘူးဒီ key design လို့ပါပဲဆိုတော့ သူတဲ့ဟိုသူ့ရဲ့ဒီရှင်ရေးတွေဗျာအဲ့လိုမျိုးပိုက်ဆံနေပါတယ်ပို့ပြီးတော့အဲ့လိုမျိုးဟိုလောက်တင်ပြီးတော့ပဲကိုကတော့မြင်တယ်အဲ့နောက်ကိုလိုက်တင်ပြီးပေါ့နော်ဒါကတော့ထားတော့သူ့ရဲ့အကောင်းဆုံးချိန်လေးဒါ United မှာလာအကောင်းဆုံးရတော့ဒါသူသူကိုယ်တိုင်ကလည်းကံမကောင်းဘူးလို့ပဲကိုကတော့ပြောရမှာပဲဆိုတော့